တ်တော်ကိုယ်ရဲ့လောက်ဒါမှမဟုတ်လို့ရှိရင်အဲ့ရဲ့မက်ဆလာငယ်ထဲမှာရှိတဲ့မက်ဆလာရှင်တူဦးကစံပေါ်နိုင်ပါတယ်လူဒီခံလို့မဲ့အများဆုံးရရှိမှုဖြစ်တယ်တရားခံတဲ့လူရွေးချယ်ခံတဲ့လူကတရားမဲ့ပြည့်စုံမှုကြောင့်မဲအများဆုံးရရှိချင်တာဖြစ်တယ်ဆိုတဲ့ကြောင်းပြချက်တွေကောက်ခံနိုင်တယ်ဖြစ်တယ်ဒီပွဲမှာပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့ရွေးကောက်ပွဲခွန်ရုံးဆန်ရဌာနကလူရညွှန်ကြားမှုရုပ်ဦးစီရဇော်ကအဓိကပုဂ္ဂိုလ်ဖြစ်ပါဝင်ဆွေးနွေးပေးခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာခုံရုံးတွေရဲ့လှုပ်ထုံးလုံမြင်တွေကိုပြည်သူတွေသိနိုင်ဖို့ဆွေးနွေးပေးခဲ့တာလည်းဖြစ်ပါတယ်။ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေကိုသိရှိမဲ့ဆိုရင်မဲဆန္ဒရှင်တွေပါဝင်သက်ဆိုင်တဲ့အဖွဲ့အစည်းတွေဟာကူရိုင်းချိုးဖောက်မိတာယောနေသွားနိုင်ပါတယ်။တကယ်လို့သူတစ်ပါးချိုးဖောက်ရင်လည်းချက်ချင်းတီးပြီးတိုင်ကြားအေးအေးယူတာတွေလုပ်နိုင်မယ်လို့ကိုစီယာဦးကပြောပါတယ်။ မက်ဆနာရှင်တွေအနေနဲ့ပေါ့နော်သက်ဆိုင်တဲ့အဖွဲ့အစည်းတွေအနေနဲ့တကယ်လို့ဒါဒါကြီးပေါ့ဒီဒီဥပဒေထဲမှာရှိနေတဲ့တကယ်သုံးအနေရဲ့တကယ်ဖြစ်စဉ်တွေတကယ်လို့ထုတ်လို့နားလည်မယ်ဆိုရင်တစ်အချက်ကိုကိုယ်တိုင်လည်းပဲကျွန်တော်ကချုပ်ဖောက်ဖို့ဟိုနေဝါလေးနေနှင်းချက်ကကျတော့သူများချုပ်ဖောက်တာကိုလည်းပဲကျွန်တော်တို့ကမြင်ထင်တာမြင်တာမြင်ရတယ်ပေါ့နော်သုံးချက်ကကိုယ်အနေနဲ့လုံထုံးလုံးကြီးကြဒီဥပဒေတွေကြီး အခွင့်အရေးတွေဘာတွေရှိတယ်ဆိုတာကိုသိရှိလာတဲ့အတွက်ရခင်လုံးကမတိရတဲ့အချိန်မှာဆုံရှုံသွားမဲ့အခွင့်အရေးတွေမှာတကယ်သိရှိသွားပြီးတဲ့အချိန်မှာကျွန်တော်ကဆုံရှုံနိုင်ရှိရန်နေသွားတယ်ပေါ့နော်။ဒီလိုအကျိုးကျေးဇူးတွေတော့ကျွန်တော်ဒီလိုဒီလိုအကြောင်းအရာတွေကိုသိချင်ရပြန်ရနိုင်မှာလေ။ရွေးကောက်ပွဲဆိုင်ရာတရင်ချက်လက်ကိုရဲဖွဲ့စည်းမီရင်းဟာနှစ်ပတ်တစ်ကြိမ်ရွေးကောက်ပွဲဆိုင်ရာဆွေးနွေးပွဲတွေပုံမှန်ကျင်းပနေတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ရွေးကောက်ပွဲဆိုင်ရာတရင်ချက်လက်ကိုရဲဖွဲ့စည်းဟာတရင်ချက်လက်မျှဝေဖို့တွေမဟုတ်ဘဲ ရက်ဖက်အဖွဲ့စည်းချင်းချင်းကြားမှာချိတ်ဆက်မှုတွေအကောင်းလောင်ရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့မဝင်ဝါဖြူကပြောပါတယ်ကျမတို့ရေးပေါ်ပဲဆိုင်သတင်းချက်လက်ကွန်ရက်စင်တာကဒီ information sharing ပဲမဟုတ်ဘဲနဲ့ကျမတို့အရဖက်တဲ့အချိန်ချင်းမှာချိတ်ဆက်မှုအားကောင်းလာအောင်ကျွန်မရွေချမ်းနဲ့ဖွင့်ခဲ့တာဖြစ်တဲ့လက်ကျမတို့ကကြံသောအရဖက်အဖွဲ့စည်းတွေကိုလည်းကျမတို့ဖိတ်ခေါ်ပါတယ်ပေါ့နော်နေရအခက်ခဲရှိရမယ်ဖြစ်ရကျမတို့စီတပတ်ကြိုတင်ကြောင်းကြပြီးတော့မှလာရောက်ပြီးတော့မှအခမဲ့အသုံးပြုနိုင်ပါတယ်ဆိုတဲ့ဟာလည်းပြောချင်တာပါဦးစီရဆိုကရွေးကောက်ပွဲဆိုင်ရာနဲ့ပတ်သက်ပြီးဟောပြောခဲ့သလို ဒီဘွဲတက်ရောက်လာသူတွေကလည်းအပြန်အလှန်မျိုးကုန်နေနဲ့ဆွေးနွေးပေးခဲ့ကြပါတယ်။ရေကောက်ဘွဲတစ်ခုမှာထွက်ပေါ်လာတဲ့ရလက်ပေါ်မူတည်ပြီးစန့်ကျင်ကန့်ကွက်မှုတွေအများအားရှိနေမှာဖြစ်တယ်လို့ရေကောက်မှုအစင်တိုင်းအစင်တိုင်းမှာလည်းအငင်းပွားမှုတွေရှိတတ်တယ်လို့ဥစည်ရဇော်ကရှင်းပြပါတယ်။ရေကောက်ဘွဲကြားလက်ပေါ်မှာမူတည်ပြီးတော့မှစန့်ကျင်ကန့်ကွက်တဲ့ကန့်ကွက်မှုတွေရှိတယ်လို့ရေကောက်ဘွဲအစင်တိုင်းအစင်တိုင်းမှာလည်းကျွန်တော်တို့အငင်းပွားမှုတွေဆိုတာရှိကြပါတယ်။